အားလုံးမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကြိုဆိုပါရစေဆိုတော့စာသမားတွေကျွန်တော်ဒီကနေ့မှာတော့မန်ဆောင်တဲ့အသေးရဲ့ကြီးတဲ့ session နဲ့ပတ်သက်ပြီးတော့နောက်ဆုံးထွက်ပေါ်လာတဲ့ report တွေကျွန်တော်ရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြအောင်စာသမားတွေအားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါဆိုတော့လာမင်းနေရဲ့ဒီဈေးကွက်မော်ဘပြကြီးတဲ့ session နဲ့ပတ်သက်လို့ ယူနိုက်တက်နဲ့ချက်စီတို့ဟာဆိုအပြောင်းပြွှေ့အနေထားမှာချက်စီဘက်ကဂျီရယ်ဆန်ဂျိုကိုပေးခဲ့တဲ့ဆောင်ရည်ဒီဇက်ကွက်မှာအငားနဲ့ခေါ်ယူခဲ့တဲ့အဲ့ဒီအငားမှာသူတို့စာရုပ်ရှုပ်ခဲ့တဲ့အနေထားရဆိုရင်ဟိုအပီးသက်ခေါ်ယူခဲ့ပေါင်25တဲ့တဲ့စာရုပ်ကိုကလင်းနေတဲ့ကြားတဘောတူညီထားခဲ့ပြီဆိုပေမဲ့လို့ချက်စီဘက်ကစာချုပ်ဖြစ်သိမ်းဖို့ဒီစဉ်းစားနေတယ်ဆိုပြီးတော့ဖော်ပြမှုတွေကျွန်တော်ရှိရတယ်။ဒါအပြင်ပေါ့ဗျာတကယ်လို့ဒီတဘောတူညီချက်ကိုချက်စီဘက်ကချိုးပေါ်ပြီးတော့စာချုပ်ဖြစ်သိမ်းခဲ့ပြီဆိုရင် သူတို့အစ်နေနဲ့တိတထင်ရှားတဲ့ရောကျဲတချို့ကပေးရှာဖို့အချိန်တခုရှိနေတယ်တဖက်မှာလေးပေါ့ဗျာမဆောင်နေတဲ့အစ်နေနဲ့တကယ်လို့ပေါ့ဗျာချစ်စီအစ်င်ဖက်ကကျေတဲ့ဆက်ချိုကိုပြန်လာခင်းမယ်ဆိုရင်တော့အသင်းရဲ့အနာဂတ်အစီအစဉ်တွေမှာဒီကစားသမောင်းကိုလုံးဝချင်းမစင်စားတော့ဘူးဒီကစားသမောင်းကိုနေရာမပေးတော့ဘဲရောင်းချဖို့ပဲရှိနေတယ်ဆိုပြီးတော့အိန္ဒိယဘွေကကျွန်တော်စီစဉ်ထားတာပေါ့ဗျာဆိုတော့ဒီကစားသမောင်းနဲ့ပတ်သက်ပြီးတော့ဒါကနောက်ဆုံးထွက်ပေါ်လာတဲ့အချိန်တခုပဲဘာဖြစ်လို့လဲဆိုတော့ချက်စီအသင်းဘက်ကလည်းအငားနဲ့ခေါ်ယူခဲ့တယ်အဲ့ဒီအငားထဲမှာ ယူနိုက်တက်နဲ့ဒီကလန်နဲ့တင်းကြပါဗျာစုစုခဲ့တဲ့သဘောတူညီချက်ကအပိသက်ခေါ်ယူခွင့်မဖြစ်မနေဆိုပြီးတော့စာရွက်ချိုးခဲ့တယ်။ဒါပေမဲ့လို့ချက်စီအနေနဲ့အခုဂျေဒယ်ဆယ်ဂျိုရဲ့အနာဂတ်ကဘလို့မှအခြေအနေမကောင်းတော့တာအထူးသဖြင့်သူရဲ့ခြေစမ်းပိုက်တဲ့သူရဲ့စိတ်သဘောထားတွေက သူတို့ချက်စီအသေးမှလည်းဘလို့မှအဝင်ကြတဲ့မဖြစ်တဲ့အနေနဲ့တခုမှချက်စီဘက်ကလည်းယူနိုက်တက်အသင်းနဲ့ရှုံးဆိုခဲ့တဲ့စာရွက်ကိုဖျက်သိမ်းပြီးတော့ရော်ကြီးပါပေးရှိဖို့တည်းလေသူတို့ကစဉ်းစားထားတယ်။ ဒါက United အသင်းတို့ကိုအင်မတန်မကောင်းတဲ့အခြေအနေကိုကျွန်တော်ပြောလို့ရတယ်။ဒါပေမဲ့လို့အင်ဒီယောအဖွဲ့တို့ကတကယ်လို့အဲချက်စီကနေပြီးတော့မန်ဆန် United အသင်းကိုဂျေဒဲဆာချိုပြန်လာခင်းရင်လေအသင်းကလက်မခံတော့ပဲအနာဂတ်အစီအစဉ်မှာဒီကစားသမားလုံးဝရှိမနေတော့ဘူး။ရောင်းရှားဖို့ပဲဥတည်ထားတယ်ဆိုပြီးတော့ကျွန်တော်ဒီလိုမျိုးလေးမေဆောင်နေတဲ့တင်ကတွေးထားတယ်ဆိုတော့ဒါကကောင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်။အမေတိုင်းပြောလို့ရှိရင်တော့မေဆောင်နေတဲ့အစ်စ်နဲ့ဒီကစားသမားဖြစ်သူနဲ့ပတ်သက်ပြီးတော့အမြင်မြန်ရလာတယ်လို့ကျွန်တော်ဆိုလို့ရမှာ။ ညီကိုစဉ်းစားချင်းမန်ဆာအောင်နဲ့အတင်းမှလည်းဒီကစားသမားဖြစ်သူကချိနေခြင်းနေသားမှလည်းဘလိုမောက်ကိုအသေးအတွက်ကောင်းကျိုးပြုခဲ့တာမဟုတ်ဘူးဒီကစားသမားဖြစ်သူကအခုချက်စီးကိုကျွန်တော်အငားနဲ့ရောင်းရှာခဲ့တယ်ချက်စီးမှလည်းပဲအော်ရောက်ခစားတုန်းကတော့တပွတ်တလေကောင်းတယ်ဒါပေမဲ့လို့နောက်ပိုင်းအနေထားဒီမှာချက်စီးအသင်းကိုလည်းတော့အာကိုအာကပြုမဲ့အနေထားမတွေ့ရဘူးတကြောင်ဒီကစားသမားဖြစ်သူကိုဟိုအသင်းကလည်းလက်မခံဘူးဒီအသင်းကလည်းလက်မခံဘူးဖြစ်နေတာကစားသမားဖြစ်သူရဲ့စိတ်ထဲပိုင်းဆိုင်ရာလေးကလည်း လုံးဝပါပြည့်ဖြစ်နေတဲ့ quality မှာမရှိဘူးဆိုတော့ဒီလိုကစားသမားတယောက်ကိုဘေးအသင်းကားမြောက်ခေါ်မလဲဟုတ်တယ်မလားမိတခုတော့ရှိတာပေါ့ NSA အသင်းတို့ sorry ကလေးတို့ကခေါ်ယူခေါ်မှာဒါပေမဲ့ NSA ကတော့ခေါ်မှာပေါ့ဒီကောင်ကို သူရဲ့စိတ်ထဲပိုက်ဆိုင်ရာအနေနဲ့ဘေးအသင်းမှာများအစီအပြေမှာမဟုတ်ဘူးဆိုတော့ဒီလိုအနေထားကြောင့်ကျွန်တော်ယူနေတဲ့အသင်းဘက်ကလည်းတကယ်လို့ပြန်လာခင်းမယ်ဆိုရင်တော့ကျွန်တော်ရောင်းချမှောက်မှုဖြစ်မှာဘာဖြစ်လို့ဒီကစားသမားဖြစ်သူကိုကျွန်တော်တပည့်လောက်ခလာစား နှစ်သိန်းခွဲသုံးသိန်းကျော်ဒီကျွန်တော်ပေးထားရတယ်။ကိုတင်ဘကအမေနဲ့ပြောလို့ရှိရင်ဘလောက်ရရကျွန်တော်တို့ရောင်းပလိုက်တာမှအတိတော်ဆုံးပဲ။အခုလေးစဉ်းစားနေတယ်ချက်စီဘက်ကဒီလိုစာချုပ်ဖြည့်သိမ်းခဲ့မယ်ဆိုရင်ကျွန်တော်အတိတော်ရဲ့ရောကြီးတစ်ခုတော့ရမယ်။ပြီးလို့ရှိရင်ကိုတင်ကိုပြန်လာမယ်။ကိုတင်ကလေးဒီဇာသမာဖြစ်သူကိုထဲမှန်ပြီးတော့ရောင်းရှာမှဖြစ်တဲ့အတွက်ကျွန်တော်အတွက်ကတော့ဗောဗျာစင်ချိုရဲ့အနာကက်ကိုအမေကယ်ဆုံးကျွန်တော်စဉ်းစားရမှာအငါတို့ကအဲရစ်တဲမရှိတော့ဘူးအမ်မိုရီနဲ့ဒီကစားသမားဖြစ်သူနဲ့ အဆင်ပြေနိုင်လောက်ပြဆိုပြီးတော့တွေးထားလို့မရဘူးအခုအချိန်နေမှာလဲမက်ဆာနဲ့အသင်းရဲ့ဘုံအဖွဲ့ဝင်တွေကတာဝန်ရှိသူတွေကဂျေဒန်ဆန်ဂျိုအနေနဲ့ဘလို့ဖြစ်နေလဲဆိုတာသဘောပေါက်နေကြပြီအမြင်မြင်ရတယ်လို့ကျွန်တော်ဆိုရမှာပေါ့ဗျာဆိုတော့ကျွန်တော်ကြည့်ရမှာပေါ့ဗျာလာမည့်နေရာတည်းအနေထားတစ်ခုမှာချက်စီဘက်ကတကယ်လို့အဲ့လိုမျိုးစာချုပ်ဖြတ်သိမ်းခေးမယ်ဆိုရင်ကျွန်တော်တို့ကရောချက်တချို့လေးရမယ်အဲစာချုပ်ဖြတ်သိမ်းခြင်းပေါ့ဗျာပြီးလို့ရှိရင်ကိုတင်းကိုရောက်မယ်ဆိုရင်ကိုတင်းကလည်း ရောင်းချဖို့တဲ့ဥဒိဋ္ဌတွေကျစီဘက်ကတော့အဲ့ဒီငွေရေးကြေးကတော့ပြဿနာမဟုတ်ဘူးမကောင်းတဲ့ကစားသမားတယောက်ကိုဘသူကမှအသေးမှရှိမနေချင်ဘူးဒါအမှန်တရားပဲအခုကိုအသေးမှလည်းပဲကျေးဇူးဆယ်ကျော်အနေနဲ့တင်ဟဲလက်ထက်တုန်းကလည်းဗျမ်းမတန်နေဖြစ်တယ်ဟုတ်တယ်မလားနေပြတယောက်ဝေဖန်ထားတာများပို့စုပစက်ပြီးလို့ရှိရင်အသေးရင်ကစားသမားတွေနဲ့လည်းအဆင်မပြေဘူးအသေးအပေါ်မှာလည်းအာယုံစူးစိုက်မှုပေးဆက်ကစားလို့လုံးဝတစ်စက်မှမရှိတာ ဒီလိုကစားသမားတယောက်ကိုမယ်ဆောင်နေတဲ့အသည့်မှာဘယ်တော့မှမြင်တွေ့ရဖို့အခြေအနေတခုမရှိတော့ဘူးအသင်းတော်ဝင်ရှိသူတွေကလည်းဒါကိုကောင်းကွန်ကြီးတည်ထားနေကြပြီဖြစ်တဲ့အတွက်ဒီကောင်ကကျွန်တော်အသင်းကိုရောက်လာရင်လည်းပြန်ရောက်ရှာရမှာပဲကျွန်တော်စောစောကပြောသလိုပါပဲဘလောက်စင်းနဲ့ရရလုံးဝအလုံးမဖြစ်တဲ့ကစားသမားလုံးဝအသင်းပေါ်ကိုကျုံမပြူတဲ့ကစားသမားတယောက်ကိုကျွန်တော်ဘလို့လို့ခေါ်လို့ရမှာလေပြန်ပြီးတော့ဟုတ်တယ်မလားချင်းချင်းပြောလို့ချင်းဂရေးဝန်နဲ့ဒီဆယ်ချွန်နဲ့ကြည်လို့ချင်းမစ္စံဂရေးဝန်ကိုတော့ကျွန်တော်ပို့ပြီးတော့ခေါ်လို့ရတယ် အနေထားကိုကြည့်ရလို့ရှိရင်သူကသူ့ရဲ့ကိုယ်ရေးကိုယ်တာပြဿနာကြောင်းမြင်လိုက်တဲ့အသင်ကပုံရိပ်ချစစ်မှာဖြစ်တဲ့အတွက်ကျော်တို့ရောင်းချခဲ့တာဒါပေမဲ့လို့ဆန်ဂျိုကအဲ့လိုမဟုတ်ဘူးအသင်မှလည်းအကျိုးမပြုဘူးပြီးလို့ချင်းဝေဖန်တဲ့နေရာမှာလည်းပိုးစိုးပစက်ကိုကျွန်တော်တို့တိုင်းထွက်လို့ဖြစ်နေတယ်ဝေဖန်တာတော့ကြောင်းမဟုတ်ပါဘူးအသင်ပေါ်မှာ ကစားတဲ့နေတာတကူပွေးတော့ကရနေနေတာတကူမှာကောင်းကောင်းကြီးအမေကယ်ဆုနဲ့သူအလုံးလုံးပြနိုင်ရမှာကိုကအဲ့လိုမဟုတ်ဘူးလေ့ကျင့်ရဲ့အစီအစဉ်တွေကိုလေလာချင်းလာတဲ့မလာချင်းမလာဘူးပြလို့ချင်းဟိုဟာတော့တယ်ဒီဟာတော့တယ်နဲ့ဘလို့မှကျွန်တော်အတင်းနဲ့တော့ဒီကစားသမားဖြစ်သူကအင်ဝင်ကြီးမဖြစ်တော့တာဒါကြောင့်ကျွန်တော်လာမယ့်နေရာဒီအတိုးတွေမှာဘလို့ဆက်ဖြစ်လာမလို့ဆိုတာကြည်တဲ့ဆက်ကြိုးရဲ့အနာဂတ်ကိုကျွန်တော်ကြည့်ရမှာပေါ့ဗျာချက်စီဘက်ကတော့ဒီတိုင်းဆိုရင် အမေကယ်ဆုမေဆာအောင်နေတဲ့အတင်းကိုစာချုပ်ဖြစ်တင်ပြီးတော့ရောကြီးပေးပြီးတော့ ယူနိုက်တက်အသင်းကိုပြန်လာခိုင်းမဲ့သဘောချိနေတယ်။ယူနိုက်တက်အသင်းကလည်းလက်ခံပြီးတော့ပြန်အမေရိကန်ဆုံးနဲ့ရောင်းချနိုင်မှကျွန်တော်တို့အဆင်ပြေမှာ။ဘာလို့ဆိုတော့ပထမတစ်ချက်သူ့ကိုကျွန်တော်တို့လာစားပေးထားတာဟိုတပည့်ကိုနင်းနေလို့မဟုတ်ဘူး။ဒီလို quality မကောင်းတဲ့ကစားသမားတစ်ယောက်ကိုလုံးဝပေးလို့အဆင်မပြေဘူး။ပြီးလို့ရှိရင်ဒီကစားသမားဖြစ်သူကိုရောင်းချခြင်းကျိန်တဲ့ကစားသမားကိုကျွန်တော်အားပြည့်လို့ရမှာအခုကိုရီးယားအနေနဲ့ဘယ်နာရေးပြဿနာတွေကလည်းရှိတယ်ပြီးလို့ရှိရင် FFBC မြင်းတွေကလည်း ညီဖို့အလားအလာတွေ့နေရတဲ့အတွက်ဒီကစားသမားဖြစ်သူရောင်ရှာမှာကျွန်တော်တို့အနာကဲအတွက်ကျွန်တော်တို့အတင်းတက်ကိုနောက်ထပ်ကစားသမားခေါ်မှုပိုင်းတွေမှာအဆင်ပြေမှာမဟုတ်ရင်တော့ဒီကစားသမားဖြစ်သူကိုလာစားပေးရတာပဲရှိမှာဘာမှကျွန်တော်တို့ဒီကစားသမားစီကနေကောင်းမွန်တဲ့အခြေအနေတခုရမှာမဟုတ်ဘူးထိုနေ့လကောင်ပဲလူလျှောတို့ဆိုရင်လည်းဒီတိုင်းပဲဒီကောင်တွေကတဲ့ပြဿနာနဲ့နှစ်ပါးတော့နေတဲ့အတွက်လူရည်တည်းအပြောင်းရှင်းမှာပေါ့ဗျာကိုအစ်အနေနဲ့ရောက်ထုံးသေးတဲ့ကစားသမားတွေကို မြင်းမင်းဆက်ဆက်နဲ့ရောင်းထုံးမှာကျဲတဲ့ကစားသမားတွေကိုကျွန်တော်အားပြရမှာအခုတတော်တတိနေအရာဆိုရင်ယူနိုက်တက်အသင်းကတိုက်စစ်မှာဆိုရင်လည်းအားပြဖို့ရှိနေတယ်ပြီးလို့ရှိရင်နောက်တဲ့ဆက်တဲ့ဘက်တွေကိုလည်းထည့်ပြီးတော့အားပြဖို့ရှိနေတယ်လို့ကျွန်တော်တတိနေရထားတယ်။ဒါကြောင့်ကျွန်တော်တို့ရောင်းထုံးသေးတဲ့ကစားသမားတယောက်ကိုကျွန်တော် ရောင်းထုံးနိုင်မှာကိုအသင်းကကျဲတဲ့တခြားသောအသင်းကကစားသမားတွေကိုခေါ်ဖို့ကျွန်တော်အမေကန်ဆုံးဖြစ်မှာမဟုတ်ရင်တော့အဆင်ပြေမှာမဟုတ်ဘူး။ဆိုတော့စာသမားတွေဒါကမေဆာအောင်နဲ့တဲ့အသင်းရဲ့ခြေတဲ့ဆက်ရှင်နဲ့ပတ်သက်ပြီးတော့ Chelsea က လာမယ့်နေရာဒီမှာဆိုရင်စာချုပ်ဖြစ်သိမ်းပြီးတော့မဲဆောင်နေတဲ့အသင်းကိုရော်ကျက်ထိုက်သိသလောက်ပေးပြီးတော့ဒီကစားသမားဖြစ်သူကိုခေါ်ယူတော့မှမဟုတ်ဘူးဆိုပြီးတော့လေကျွန်တော်တို့တည်ထားရတဲ့အနေထားတကူဆွေးနွေးတော့ခဲ့တာဖြစ်ပါတယ်ဒီအနေထားနဲ့ပြသပြီးတော့ညီကိုတို့ဘယ်လိုထင်မြင်ချက်ရှိလဲတကယ်လို့ချက်စီကစာချုပ်ပြက်သိပြီးတော့မဲဆောင်နေတဲ့အသင်းကိုပြန်တော့ခိုက်မယ်ဆိုရင်ဂျေတဲ့ဆယ်ဇိုကယူနေတဲ့အသင်းမှာဆက်ပြီးတော့နေခွင့်ရမလားယူနေတဲ့အသင်းကဒီကစားသမားဖြစ်သူကိုအမေရိကန်စုနဲ့ရောင်းရှာနိုင်မလားဆိုတာ ညီကတို့ရဲ့အမြင်လေးတွေဆွေးနွေးပေးကြပါအောင်မနေ့ကဆိုရင်ကျွန်တော်ဗီဒီယိုတင်ပြတာတက်တခုရှိတယ်မဆာအောင်နည်းနည်းအစ်တင်နေတဲ့ပရိသတ်တွေပေါ့ဗျာပွေးချစ်လက်မဲ့ကို900ခိုင်လို့ဒီတွေးမြင်လေးနေတာတခုကျွန်တော်ဗီဒီယိုတင်ပြတာတက်ရှိတယ်ညီကတို့ကြည့်လားမကြည့်လားမသိဘူးအကြည့်လေးမကြည့်ဘူးပေါ့ဗျာဆိုတော့ဒီကလေးမကြက်သေးဘူးဆိုရင်ကျွန်တော်ရဲ့မယ်နီယူကြည့်ချင်တယ်မှာကြည့်ဖို့စိတ်ဝင်စားတယ်ဆိုရင်ကြည့်ချူပေးဖို့ကျွန်တော် ပြောကြလိုပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ United Fan 2တယောက်ရှိအတိုင်းစေးချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့အရာပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ကိုဝင်းစောကနေစုတောင်းပေးလိုက်ပါတယ်ဒီ channel လေးကို subscribe မလို့ရသေးဘူးဆိုရင် subscribe လေးလုပ်ခဲ့ပေးဖို့ကျွန်တော်ထပ်မဲ့ပြီးတော့တောင်းဆိုပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲ okay ပါ